အဲ့တော့တဘာဝဘေးရနေရဲ့ကြောက်စရာကောင်းပါလေတရဏဂုံထုံထားပါဂုံတော်တွေထုံထားကြပါနော်တရဏဂုံတော်ဘာကိုလည်းအမြဲတမ်းထုံထားပါနော်ဂုံတော်ကိုလည်းပွားများထားပါဟုတ်ပြီနော်ပရိစိတ်ကြပါဗျာတော့ပရိစိတ်ပေါ့ပရိစိတ်ပါအဲ့တော့အဘမင်းတိခါပြောခဲ့ဦးတဲ့စကားရှိတယ်ဗျာအဘမင်းတိခါဘာပြောရလဲဆိုတော့ဒုက္ခညာညာရောက်နေပြီဆိုရင်ပရိညာညာစိတ်ပါတဲ့ ဒုက္ခများများရောက်နေပြီဆိုရင်ပရိများများစိတ်ပါတဲ့အဲ့ဒါကျွန်တော်တို့ပညာစကားနဲ့ပြောတော့တာဗျเนาะအေကအေကဝိဇ္ဇာပညာမှာရှိတယ်သူ့ကိုနိုင်လို့စဖို့ကိုဆိုတဲ့เนาะစနဲ့ကိုဆိုတဲ့ပညာကန်းရှိတယ်ဒါတော့ပညာရှင်တွေဒီမှာပေါ့ဗျာအေကဝိဇ္ဇာဓမ္မတွေဒီမှာပေါ့ဒါတော့ဒါတော့အမတန်လွယ်ကူပါလေဒီပညာကန်းလောက်ကတော့အေကဝိဇ္ဇာဓမ္မတွေကဒီပညာကန်းလောက်ကတော့ရည်စားเนาะသမင်းစားရည်တောက်လောက်စိတ်မရှိတော့ဘူးအဲ့တော့သူ့ကိုနိုင်လို့စနဲ့ကိုဆိုတဲ့ပညာမှာ तू ကအဲ့ပညာကန်းလည်းကျေပြတ်မှာအဲ့တော့ ဒုက္ခဒုက္ခဆိုတဲ့စနေနဲ့တရလာနဲ့တွဲထားတယ်ဒုက္ခဆိုတဲ့စနေနဲ့တရလာနဲ့တွဲထားတဲ့အတွဲလိုက်ကိုအတွဲလိုက်စတဲ့ကိုကြောက်တာနော်ပတိဆိုတဲ့ငါးခွန်နဲ့ပြန်ပြီးတော့မှအနိုင်ယူသွားတာပါပဲအဲ့တော့ဒုက္ခအရင်များများကြုံလာပြီဆိုလို့ရှိရင်ပတိများများစိတ်ရတယ်လို့အဲ့လိုပြောခဲ့ဥပါတယ်ဟုတ်ပြီနော်အဲ့တော့ဒုဆိုတဲ့စနေကိုနိုင်တာကြတာပတိခဆိုတဲ့တရလာကိုနိုင်တာစနေဟုတ်ပြီနော်အဲ့တော့ဒုက္ခတွေများများရောက်လာပြီဒုက္ခများများကြုံလာပြီဆိုရင်ပတိများများစိတ်ကို အဲ့လိုပြောခဲ့ကြပါတယ်အဲ့ဒါကတို့နိုင်လို့စနဲ့ခုထားတဲ့ပညာကံပေါ့ဗျာနော်ပညာရဲ့တော့ပြမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီဘောင်ထဲမှာရှိပါတယ်ဟုတ်ပြီနော်တို့နိုင်လို့စနဲ့ခုပညာကံတော့အများကြီးပဲဗျာနော်အဲ့တော့တော်တော်ကျေပြတ်ပါတယ်ဥပမာဗျာခင်ဗျားတို့တော့တော့ညင်တာကိုပြောမယ်ဆိုလို့ရှိရင်တော့ဥမာမိเจ้าမိเจ้าမိเจ้าရှိတဲ့ရေကန်ထဲကိုစနွမ်းမုတ်စနွမ်းမုတ်ဖြူလိုက်အဲ့ဒီမိเจ้าမနေနိုင်ဘူးထွက်ပြေးတယ်ဆိုနော်အဲ့မိเจ้าဆိုတဲ့ ာတာပလေးနဲ့တနင်္လာကိုလည်းစနွန့်ဆိုတဲ့အင်္ဂါနဲ့စနေရနိုင်ထားတာပါပဲဒါလည်းဒါဓာတ်ဘောပေါ့နော်သူ့ကိုနိုင်လို့စတဲ့ကိုဓာတ်ဘောပါအဲ့တော့ဒုက္ခတွေမြများကြုံလာပြီအခက်ခဲတွေအများကြီးကြုံနေဆိုဗတိမြများစိတ်ရပါတယ်အဲ့တော့ဗတိစိတ်တက္ကမဗတိတွေအများကြီးစိတ်ကြတယ်ပေါ့ဗျာနော်ဗတိတွေစိတ်စိတ်ကြတယ်တချို့ကဂုံတော်တွေပေါ့ပွားကြတယ်တချို့ကနော်အာရဟံစိတ်မဲအာရဟံတိတ်ကြီးစိတ်မဲအမျိုးမျိုးပေါ့နော်ဆရာဆိုလဲဒါအာရဟံအပတ်တတိအသိဉာဏ်ဝင်နေတာပါပဲနော်တတိကိုဗတိအပတ်တရာစိတ်ရပါတယ်နော်ဆရာဝင်နေတဲ့အတိတ်ကနည်းနည်းပြင်းပါတယ် အချိန်2နာရီလောက်ပေးရတယ်တနေ့တနေ့ကို2နာရီလောက်ပေးရပါတယ်။နော်အာရဟံပတ္တိရပောင်းတစ်ထောင်၃နှစ်နီးပါပေါ့။နော်အာရဟံပတ္တိလိတ်တံဆရာဝင်နေပါတယ်။အဲ့တော့ဒါအခုဆရာတဲ့မှာကင်ထားတဲ့ပရိကတော့တရဏဂုံဘုံတော်ပဋ္ဌာန်းပရိပါဒီပရိအကြောင်းကိုတင်ထားတာပရိယနှစ်ခုနှစ်ခါတုန်းကရှိပါပြီနော်။ကျွန်တော်ဆရာမှာယူကြတဲ့တွေလည်းအများကြီးပါပဲ။အဲ့တော့ဒါစိတ်ပုံစိတ်နည်းလေးကိုဆရာပြောမယ်။ဒါကြေးအစစ်နဲ့လောက်ထားတာအပြည့်ဒီပထမဆုံး၃လုံးကကြေးအစစ်နဲ့လောက်ထားတာ။ အဲ့ဒါကတရဏဂုံသုံးပါအတွက်ဗုဒ္ဓံတရဏဂိသာမိသမန္တရဏဂိသာမိတန်ဃတရဏဂိသာမိအာအဲ့ဒါတရဏဂုံသုံးပါအတွက်ကြည့်စစ်နဲ့လောက်ထားတယ်ခလက်ခေါလာတာကျွတ်နဲ့ကျွတ်နဲ့အစစ်နဲ့ကိုလုံးအဲ့ဒါဘုရားတော်ဂုံတော်ကိုပါပေါ့အာရဟံသမ္မာတဗုဒ္ဓောဝိဇ္ဇရဏတမန်တော်ဒုက္ကတော်လောကဝိဓုအနုတ္တရောပိဒဓမ္မတာရတိတတတိဝမနုတ္တနံဘုဒ္ဓောဘောကောပါဒါကတော့ကျွတ်နဲ့ကိုလုံးကဂုံတော်ကိုပါအတွက်ဒါဘရော့ ဘလောက်အစစ်နဲ့လောက်ထားပါလဲဒါကတော့24လုံးသူကတော့ပထမ24ပေါ့နော်ပထမဟိတုပစ္စယအာရမဏပစ္စယဆိုတဲ့ပထမ24လုံးကိုရွတ်ရပါတယ်အဲ့တော့3 4 24ပေါင်းလိုက်တော့ဘလောက်ဖြစ်သွားလဲဆိုတော့အားလုံးအားလုံးပေါ့3ရ9ရ24ရပေါင်းတဲ့ခါမှာ36လုံးဖြစ်သွားပါတယ်36လုံးတက်ဖြတ်ပြီးသွားရောနောက်တစ်ခါပြန်စပါတယ်တရဏဂုံ3ပါစိတ်ပါမယ်ဒီခြေ3လုံးကเนาะဂုံတော့9ပါစိတ်ပါမယ်ကျွတ်နဲ့9လုံး နောက်တော့ကဘရောက်က24ပစ္စည်းတော့ဘရောက်ဘရောက်သားက24လုံးပါ36အဲ့တော့36သုံးက36သုံးကဆိုတော့သုံးပတ်ပြည့်တဲ့ကာမှာဒါတရားစလုံးပြည့်ပြည့်သွားတော့ပေါ့နော်တရားစလုံးပြည့်သွားတယ်အဒီဗီဒီယိုဆရာဆရာမှာဟုတ်တယ်လို့လူပေါင်းယာကြည်ရှိပါတယ်နော်အဲ့လာလာမေးကြတဲ့ဆရာဂုံတော်ပဋ္ဌာန်းပရိလေးစီလေးလားပရိလေးစီလေးလားပရိလေးစီလေးလားအခုမြမြစစမရှိပါဘူးဆရာလက်ထက်မှာအခုအကုန်30ပဲရှိတယ်အကုန်30အဲ့ဒီအကုန်30လည်းညဆိုလို့ရှိရင်ပုံသွားမှာ ဟိုပြီးခဲ့တဲ့ဘက်တော့မရတဲ့လူတွေအများကြီးရှိတော့ဘူးเนาะအကုန်လုံးဆယ်ရှိပါတယ်အဲ့တော့ဒီပရိယတော့ဒါရာတပန်စောင်းထားမဲ့ပရိပေါ်ပြားเนาะတော့ကြေးရလဲအစစ်ကျွတ်နဲ့ကလည်းအစစ်ဟိုဘရောက်ကလည်းအညာဘရောက်ပြောင်းเนาะအညာဘရောက်အစစ်နဲ့လောက်ထားတာဈေးကောင်းနေဗျဒါဈေးကောင်းနေလူတိုင်းလူတိုင်းမဝယ်နိုင်ဘူးဒီပရိယဈေးကောင်းနေဟုတ်ပြီเนาะဝယ်နိုင်တဲ့လူတော့ဝယ်ပေါ်ပြားစောင်းနိုင်တဲ့လူစောင်းပေါ့တော့ကောင်းပါလေအဲ့တော့တရဏဂုံ၃ပါးဂုံတော်၉ပါးနဲ့ပဋ္ဌာန်း၂၄ပစ္စည်းကို၃កောက်စိတ်တဲ့ကမ္မတာပရိဒပတ်ပေါ့ အဲ့အဲ့ဂုံတော်လေးအဲ့ပရိစိတ်လေးလည်းမစိုးပါဘူးကြာနော်စိတ်ခုတဲ့တွေတိပါတယ်အဲ့အတိတ်ကဝင်မှုတဲ့တွေတိပါတယ်နော်အဲ့အတိတ်ကဝင်မှုတဲ့တွေတိပါတယ်တနေ့ကို28ပတ်လောက်ညာရအောင်စိတ်နိုင်မယ်တနေ့ကိုပရိ28ပတ်လောက်ရအောင်စိတ်နိုင်မယ်ဆိုရင်28ရက်28ရက်တိတိတလာနီးပါပဲစီရမှာနော်ပထမအဆင့်အောင်ပါတယ်နော်လာဘတိတ်ကြီးပြီးပါတယ်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်အခက်အခဲမရှိနိုင်ပါဘူး ဟုတ်ပြီနော်အဲ့ဒါအဲ့ပရိဒေစေအဲ့တော့ဒီလိုပရိဒီလိုကျေးအစစ်ရဲ့ကျွတ်တဲ့အစစ်ရဲ့ဘရောက်တာအစစ်ရဲ့လောက်တဲ့ပရိရဲ့ဒါဈေးကောင်းတာဟုတ်စီအဲ့လိုအဲ့ပရိမျိုးမောဟနိုင်ဘူးတခြားရိုးရိုးတရားစစ်လို့ပရိနဲ့ရောစိတ်လို့မရရပါတယ်စိတ်ပါနော်ပရိစိတ်ကြပါပရိများများစိတ်ကြပါခင်ဗျာနော်ကိုယ်အရိဒါနဲ့ကိုယ်စိတ်ကြပါကိုယ်ဂုံတော်နဲ့ကိုယ်ပွားများကြပါနော်ကျွန်တော်အဲ့ဒါကြီးလာပြောတာပါဟုတ်ပြီနော်တဘောဘေးရနေဆိုတော့ကြိုတင် တည်နိုင်တဲ့အရာမဟုတ်တဲ့အတွက်ဂုံတော်တွေထုံထားကြပါကုလိုတရားတွေပွားများကြပါဘုရားကျွန်တော်အဲ့ဒါလေးလာပြောတာပေါ့